ကျွန်တော်တို့ဒီကူရ်ဘာနီအစ်ဆိုတာက ကျွန်တော်တို့တကယ်ကိုတောင်ဝင်ထိုက်တဲ့လူတွေလှူ ware တဲ့အလူမျိုးပါသူတို့လေးတွေချွေးနေစားနဲ့လှူလိုက်တဲ့အလူကိုအခုဆိုရင်ကျွန်တော်တို့ဒါလူမျိုးပါတာမြွေဒါကျွန်တော်တို့ပြင်မနာငလင်ဘေးတင်နေကျွန်တော်တို့ကြောက်ဆဲငလင်ဘေးတဲ့နေရာတွေကြောက်ဆဲဆိုတော့ကျွန်တော်မြို့ပေါ်မှာဝေမှာမဟုတ်ဘူးကျွန်တော်တို့ကအဓိကရွာတွေကိုဦးစားပေးဝေသွားမှာဒါမန္တလေးဆိုတဲ့မန္တလေးအလျောက်ရွာလေးတွေကိုဦးစားပေးပြီးတော့ကျွန်တော်တို့ဝေငှသွားမှာဖြစ်ပါတယ်ဗျဟာဒီကောင်အားနေမျက်ရည်ချူပါလားမဟုတ်ဘူးဗျ ကျွန်တော်တို့အဲ့အသားစားရဖို့တဒေါင်းစားလို့မျော်ရတာတထေးတွေပေးဖို့သူတို့အိမ်မှာတိမ်ပြီးပြီအများစုအများစုသူတို့အိမ်မှာတိမ်ပြီးပြီဆိုမှစင်းရင်းသားလက်ထဲအစီတော့တထုတ်လာပေးတာအရင်ခေတ်ကအခုဆရာတွေတရားတရားဟောရင် ဟောရင်နေမှာအသားစားရဘောကကျွန်တော်ကဘာသာရေးအယူသီးမှုတွေတအားမုန်းနေကျွန်တော်ကိုယ်တိုင်လေအစ္စလာမ်ဆိုပေမဲ့ကျွန်တော်ဒီလူကိုလူလိုပဲမြင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဗျအားလုံးလည်းအဲ့လိုစိတ်သက်လီတော့မွေးစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ တကယ်အခက်ခဲနဲ့ကြုံလာတဲ့အချိန်မှာလူတိုင်းကလူပါပဲအဲ့ဒါလေးကအဓိကပါဗျလူတိုင်းကလူစိတ်မွေးဖို့ကတော့နံပါတ်၁ချက်တော့အရေးအကြီးဆုံးပါပဲဗျငလင်တင်းတဲ့နေရာတွေကိုသွားရောက်ပြီးတော့ကျွန်တော်တို့ဒါအစ္စလမ်ဘာသာဝင်များအထုတ်မြတ်ထားတဲ့ကျွန်တော်တို့ဒါ6လပိုင်းမှာရောက်ရှိလာမယ်ကျွန်တော်တို့အစ်အထိမ်မတ်ကိုကျွန်တော်ကမနစ်ကဆိုလဲဒါရန်ကုန်မှာလှူခဲ့တယ်ဒီနှစ်ကိုတော့ကျွန်တော်ဘောနော်ဒါငလင်တင်းတဲ့နေရာလေးကိုရွေးချယ်လိုက်တော့ ကျွန်တော်အဓိကကကိုသွက်လုံးမဲ့နေရာမှာကျွန်တော်ကတာဝန်ယူမှုတာဝန်ခံမှုလူရှိလားအဲ့လိုအရင်ယူရတယ်အဲ့တော့ပြင်မနာမှာကဟာဂျီဒီမြစ်ထွန်းဆိုတာတယောက်ရှိတယ်ဟုတ်ပြီကျွန်တော်ချိတ်ဆက်တယ်စိတ်တွေကြိုးဝဲတယ်စီရင်လေးတွေကြိုးပေးတယ်အဲ့လိုလေးတွေလုပ်တယ်နောက်ပြီးတော့ကျွန်တော်မန္တလေးမှာဆိုလဲဒါ KFTG ဂရနာဒါခလီဖာဦးသိန်းဝင်းအောင်ကဦးစီးပြီးတော့ဒါလုပ်ပေးမဲ့အလှလေးအဲ့တော့ကိုယ့်အတွက်ကဟိုမှာသွားရင်အဆင်ပြေမယ်လှူဒန်းလို့လည်းအဆင်ပြေတယ်ဆိုပြီးတော့ ကျွန်တော်ကရွေးချယ်လိုက်တာပါဗျကျွန်တော်ဒီနှစ်ကတော့အင်ရှာလာကျွန်တော်ထောက်ငါနဲ့ကလတ်တံပုံအသားချိန်2000လောက်ကိုရတာပါတယ်ကလတ်တံပုံကတော့အာ960ဝင်းကျင်လောက်ရှိမှာပါဗျကျွန်တော်တို့ဒီကူဘာနီအစ်ဆိုတာကကျွန်တော်တို့တကယ်ကိုတောင်းဝင်ထိုက်တဲ့လူတွေလှူသွားတဲ့အလူမျိုးပါသူတို့လေချွေးနေစားနဲ့လှူလိုက်တဲ့လူကိုအခုဆိုရင်ကျွန်တော်တို့ဒါလူမျိုးပါတာမျိုးကျွန်တော်တို့စိတ်သားလုတ်တဲ့ယူရချက်ကလူမျိုးပါတာမျိုးစားသုံးလို့ရမယ်အဲ့တော့ကျွန်တော်ကတချို့ဆိုပြအထက်ပမာပြမှာဆိုရင်ဒါအများကြီးပေါ့နော် ါကျွန်တော်တို့အထက်မြန်မာပြည်အနေဒါနဲ့တခုဆိုရင်ကျွန်တော်တို့အလူဆုံးဘာသာဆုံးအားလုံးနေရာတိုင်းမှာရှိတယ်အဲ့တော့ကျွန်တော်တို့ကဒါကူဘာနီအစ်ဆိုတာကကျွန်တော်တို့ပြုလုပ်ပြုလုပ်ရတဲ့တားကောင်လေးတွေရှိတယ်တို့ပေမဲ့ကျွန်တော်ကစိတ်သားကိုတည်တံ့ရွေးချယ်တာကအဓိကကလူမျိုးဘာသာမခွဲခြားဘဲနဲ့ကျွန်တော်တို့လှူခြင်းနဲ့နောက်တစ်ခုကကျွန်တော်ကိုဒါလှူဒန်းတဲ့အလှရှင်ထဲမှာလည်းအများရန်ဘာသာဆုံးပါတယ်ထို့အတွက်ကြောင့်တို့ပေမဲ့ကူဘာနီအစ်ဆိုတာကအစ္စလမ်ဆိုပေမဲ့ကျွန်တော်ကအများရန်လူမျိုးဘာသာမျိုးကြီးတဲ့အလှလေးဖြစ်ခဲ့တာပါဗျာ ကျွန်တော်တို့ဒါစရင်အင်းအတိကြနေပေါ့နော်ကျွန်တော်လှုပ်ထားတာလေးကျွန်တော်ရှိပါတယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကထမင်းမှုတပူတထောင်မြန်မာငွေကျပ်တထောင်ဟောင်မှတံမိုးထားပြီးလှူတဲ့ထမင်းဆိုင်ဆိုတော့စိတ်တကောင်ကို3သိန်း2000ကျပ်နဲ့လှူဝတဲ့အပေါ်မှာကျွန်တော်တို့ကပို့ပြီးခရူးဆိုင်တယ်ပို့ပြီးတံမိုးထားတယ်ဘာဖြစ်လို့လှူလိုက်တဲ့လူကဘလောက်ပဲချမ်းသာနေပါစီအလုံးကချွေးနေစာရှာရတာလေအဲ့တော့သူများချွေးနေစာကိုတော့အကောင်းဆုံးအမှုမြတ်ဆုံးဆိုတဲ့နေရာဒီမှာကျွန်တော်တို့ကဒါလှူပေးတာ ဘလို့ဘဲဖြစ်ဖြစ်ကျွန်တော်တို့ရေတံမိုးထားပြီးယုံကြည်ပြီးလာရောက်လှူဒန်းတဲ့အလူတွေကိုဒီတစ်ခေါက်ဆိုကျွန်တော်တကယ်ကိုအောင်းအောင်းမြင်မြင်နဲ့ဒါကျွန်တော်တို့ပြင်မနာငလင်ဘေးတင်နေကျွန်တော်တို့ကြောက်ဆဲငလင်ဘေးတင်နေရာတွေကြောက်ဆဲဆိုလဲကျွန်တော်မြို့ပေါ်မှာဝေမှာမဟုတ်ဘူးကျွန်တော်တို့ကအဓိကရွာတွေကိုဦးစားပေးဝေသွားမှာဒါမန္တလေးဆိုလဲမန္တလေးအလျောက်ရွာလေးတွေကိုဦးစားပေးပြီးတော့ကျွန်တော်တို့ဝေငှသွားမှာဖြစ်ပါတယ်ဗျကျွန်တော်ကဘဲအလူမှကျွန်တော်ပြီးဆက်လွယ်မလုပ်ဘူးဗျကျွန်တော်မတော်နိုင်မှလူဘူး ဒါရှင်းရှင်းလေးပဲကျွန်တော်ရဲ့ကိုပိုင်ချင်းကိုလှူတဲ့အလှကကိုကိုတိုင်းလက်တိလက်ရောက်လှူနိုင်မှအဲ့နေရာမှာတွတ်လှူတယ်မလှူနိုင်မလှူကျွန်တော်မယုံတာမဟုတ်ဘူးကျွန်တော်ကိုကျွန်တော်မယုံဘူးဘာကြောင့်လဲဆိုဒူးဆိုတော့အချိန်မျိုးလဲသွားနိုင်နေလေလမ်းလျှောက်နေအဲ့တော့ကိုကသူများချွင်းတဲ့ဇာကိုယူထားတော့ဟိုလူကိုအပ်ပြီးတော့လှုပ်လိုက်ပါဒီလူကိုအပ်ပြီးလှုပ်လိုက်ပါဘတော်မှပြီးစလွယ်မလုပ်ဘူးတာဝန်ခံတွေကိုတာဝန်ယူခိုင်းနေဟုတ်ပြီကျွန်တော်ကိုယ်တိုင်လာမှာ ကျွန်တော်ကိုယ်တိုင်ကျွန်တော်လက်နဲ့လာပြီးတော့ဘာသာစုံကိုဒီလိုလေးပြခြင်းနေအလုံးအစင်ပြေလာပြေတယ်ဆိုမှဝေမယ်ကျွန်တော်ကဘာသာရေးအယူသီးမှုတွေတအားမုန်းနေကျွန်တော်ကိုယ်တိုင်လေအစ္စလာမ်ဆိုမြဲကျွန်တော်ဒီလူကိုလူလိုပဲမြင်တဲ့လူတယောက်ဖြစ်ပါတယ်ဗျအလုံးလည်းအဲ့လိုစိတ်သက်လီတော့မွေးစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့တကယ်အခက်ခဲနဲ့ကြုံလာတဲ့အချိန်မှာလူတိုင်းကလူပါပဲအဲ့ဒါလေးကအဓိကပါဗျလူတိုင်းကလူစိတ်မွေးဖို့ကတော့နံပါတ်၁ချက်တော့အရေးအကြီးဆုံးပါပဲဗျဟာဒီကောင်အားနေမျက်ရည်ချူပါလားမဟုတ်ဘူးဗျ ကျွန်တော်တို့အဲ့အသားစားရဖို့တဒေါင်းစားလို့မျော်ရတာတထေးတွေပေးဖို့သူတို့အိမ်မှာတိမ်ပြီးပြီအများစုအများစုသူတို့အိမ်မှာတိမ်ပြီးပြီဆိုမှစင်းရဲသားလက်ထဲအစီတော့တထုတ်လာပေးတာအရင်ခေတ်ကအခုဆရာတွေတရားတရားဟောရင်ဟောရင်နေမှာအသားစားရတယ်ဘဝအဲ့ဘဝနေကျွန်တော်တို့အခုကကိုယ်တိုင်စေတနာရှင်တွေလှူပေးလို့လှူရတာကျွန်တော်တို့တကယ်တိုက်ပေါ်မှာနေပြီးတော့တချို့ရန်ကုန်မြို့ပေါ်မှာတိုက်ပေါ်မှာနေပြီးအဲ့အသားမစားရတဲ့ကျွန်တော်တို့ကော်ဘာနီသားမစားရတဲ့အဒူးနဲ့တဲ့ ကိုချင်းလဲစာပါတယ်ကိုကိုတိုင်းလဲအဲ့ဒုက္ခတွေခံစားခဲ့ရတာပါဗျကျွန်တော်တို့ကခံစားချက်နဲ့နာကြီးချက်တွေစုပေါင်းပြီးကျွန်တော်တမ္မတန်ဆိုတာဖွင့်လာတယ်ဒီနေ့ဒီလိုအချိန်ဒီမှာလှူခွင့်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယုံကြည်တယ်ချစ်တယ်ဒီပုံမှာကျွန်တော်ကလှူဝတယ်တကယ်ကိုကျေးဇူးကြီးမားလာပါတယ်ကျွန်တော်ရဲ့စေတနာရှင်တွေကျွန်တော်ကိုယုံကြည်ခြင်းနဲ့လှူဒန်းပေးတဲ့အလူရှင်တွေရှိလို့လေကျွန်တော်တို့တမ္မတန်မိသားစုကကျွန်တော်ကိုယ်တိုင်ဦးစီးပြီးတော့ဒီတစ်ကောင်2025ရဲ့ဒါ6လပိုင်းမှာကြားတဲ့ ကျွန်တော်တို့ကူရ်ဘာနီအစ်လီကိုလှူဒန်းခွင့်ရလို့လည်းအတိုင်းမသိဝမ်းသာပါတယ်ကျွန်တော်တို့ဆိုင်ကိုလည်းအမြဲတမ်းမြစ်တာထားပြီးမူရီတာပွားပေးကြဖို့ကျွန်တော်ကိုငွေလူမှမဟုတ်ပါဘူးကျွန်တော်ဆိုင်လေးကိုမြစ်တာထားရင်ပဲကုသိုလ်တွေယူကြဖို့လည်းအားလုံးကိုမြစ်တာရဲ့ခံပါတယ်ကျွန်တော်ဆိုင်ရေရှည်တည်တက်မှုလည်းဆူတောင်းပေးကြပါကျွန်တော်တို့လည်းချမ်းချမ်းမမာနဲ့ဒီထက်မကလူတွေကောင်းကျိုးအများကောင်းကျိုးလုပ်နိုင်ဖို့လည်းဆူတောင်းပေးကြဖို့မြစ်တဲ့ရဲ့ခံပါတယ်ဗျအားလုံးလည်းစိတ်ချမ်းသာလို့ကိုကြမ်းပါပါစေဒီထက်မကလှူနိုင်သောတထေးကြီးတွေလည်းဖြစ်ကြပါသေးဗျအားလုံးကိုကျေးဇူးတင်ပါတယ်